ဒီအပိုင်းမှာတော့တမျိုးလုံးကပုဂ္ဂလိကဆေးရုံဝင်ငွေတွေကိုဤကွင်းရဲ့ဖေထန်အတင်ပြနေကြပါတယ်။ရောင်းအားနဲ့ဝင်ငွေနေနေတဲ့ဆေးရုံတွေကိုတော့ဒီထက်ပိုကြိုးစားဖို့ရာအဖိအားပေးပါတယ်။ဝင်ငွေကောင်းဖို့ရာအတွက်စီးပွားရေးသမားပီပီလုပ်ငန်းကတ်တွေထုတ်သုံးဖို့နဲ့ marketing ဆင်းဖို့အတွက်ပါအော်ဟစ်စုပူနေပါတယ်။အိမ်မှာတားပြစ်သူကိုစောက်တော်ဖို့ဖိအားပေးနေတယ်လို့လုပ်ငန်းခွင်မှာလည်းရှယ်ယာရှင်တွေကိုတပုံစံနဲ့ဖိအားပေးနေကြရပါတယ်။အဲဒီနောက်မှာတော့အဖိုးဖြစ်သူထံမှဖုန်းဝင်လာပြီးပိတ်ရကြရင်သူ့မြေဤကွင်းကိုခေါ်ခဲ့ဖို့ပြောလာပါတယ်။ ရှင်ရှိသေးတာမို့မရဘူးလို့ညင်းနေပေမဲ့သူကိုယ်တိုင်လည်းအဖေဖြစ်သူကိုမလွန်ဆန်နိုင်တာမို့ခေါ်ခဲ့မယ်လို့သာကတိပေးခဲ့လိုက်ရပါတယ်။ဖက်ကဤကွင်းကတော့စီနီယာဂျီယော့ကိုထိုးလိုက်ပြီးမို့ရံပွဲစားကြပါတယ်။ဒီတစ်ခေါက်မှာတော့ရံပွဲတွေနဲ့တားကြလာသူဤကွင်းဟာစီနီယာဆိုတဲ့အတန်းကြီးကောင်ကိုအတားအဆီးထိုးပြပါတယ်။ကနအာကိုပြီးနောက်ကလူတွေနဲ့မို့လူမဲလုံးနေတဲ့ကောင်လေသူ့ရဲ့လက်ကင်တော့ကိုရသွားတာနဲ့ခြေောက်ကိုလှမ်းရိုက်ပါတယ်။ဒုံနဲ့ဖြစ်နေတာမို့ဘလို့မှနားကပ်လို့မရပဲဂျီယိုရိုက်သမျှကိုလှိမ့်ခံရပြန်ပါတယ်။ဘလို့ပဲကကလက်နဲ့နဲ့မို့အရှိကိုတိုးလို့မရပဲအီကွင်းလည်းထိနာလာပါတယ်။နောက်ဆုံးမှာတော့လေဘင်းကိုဒုံနဲ့ပါတက်ပြထားပြီးစ ီနီယာကိုကြောက်ပြီလားဆိုတာမေးပါတော့တယ်အမြဲတမ်းလက်ဘင်းကိုညစ်ပြီးတက်တေဖို့စူးစမ်းနေသူတို့အတွက်လက်ဘင်းညစ်ခံရတာဟာမဆန်းတော့ပေမဲ့အထိနာနေတဲ့ဤကွင်းကိုစွန့်ကျင်ကဝန်ကယ်ပေးလိုက်ပါတယ်ဒါကြောင့်ပဲအောက်ဆွဲကောင်တွေကလည်းစွန့်ကျင်ကိုဝိုင်းထိုးကြပြီးဤကွင်းကိုတော့အရင်ကိစ္စတွေကိုဒါနဲ့ခြေလိုက်လို့သာစွန့်ကျင်ကပြောလိုက်ပါတယ်ဂျီယောကလည်းလက်အောက်ငယ်သားတွေကပါပြန်တိုက်ခိုက်နေပြီးမို့ဤကွင်းကိုတလက်သက်ရိုက်ပါတော့တယ်ရန်သူရဲ့ဟာဝက်ကိုလိုက်ရှာပြီးအထိနာအောင်တိုက်ခိုက်မဲ့ဤကွင်းကတော့ဘလောက်ပဲရိုက်ရိုက်ဟာဝက်ကိုသာလိုက်ရှာနေခဲ့ပါတယ်နောက်ဆုံးမှာတော့သူ့ကိုတလက်သက်ရိုက်နေတဲ့တုပ်ကိုအမိရလှမ်းပန်းလိုက်ကထိထိမိမိထိုးချလိုက်ပါတော့တယ်ပြီးတော့လက်ဝဲပေါင်းဆ က်မှုကိုငါပြမယ်ဆိုကဂျီယော့ကိုတွဲပါတော့တယ်။စီနီယာဆိုတဲ့ကောင်ကိုဖိုက်လက်သေးတစ်ချက်နဲ့တည်းအမောက်သိပ်ပစ်လိုက်ခါသူ့ရဲ့လက်ကင်တော့ကိုပါချိုးပစ်လိုက်ပါတော့တယ်။အောက်ဆွဲကောင်တွေကလည်းအီကရင်ကိုဝင်ထိုးဖို့လုပ်လာတော့ယွန်ဂီကဝန်တားလိုက်ပါတယ်။ဆရာတွေနဲ့ရဲတွေကိုဖုံးခေါ်လိုက်ရမလားဆိုတာကြောင့်အောက်ဆွဲကောင်တွေလည်းတုံ့ဆိုင်ကုန်ကြပါတယ်။ဒါကြောင့်ပဲအီကရင်ရဲ့တတိယနောက်ရန်ပွဲဟာလည်းအနိုင်ရသွားပါတော့တယ်။ ရံပွဲပြီးပြီမို့ကိုလက်စေးကျောင်းတို့ဤကွင်းထံယူကီကမနာတမ်းပွားပြန်ပါတယ်။သူကလည်းကျန်တဲ့နှစ်ကောင်ကိုရှင်းဖို့ရအတွက်မေးကြည့်ပါတယ်။တတိယနှစ်ကကောင်းနေဖြစ်ပြီးနန်ဆွတ်ရှင်နဲ့ဟောဆောင်ဆိုက ရှင်းပြပါတယ်။အခုမုံစာနားချိန်မှာတင်သွားပြင်းမဲ့လုံနေတာမို့ယူကီကပဲတားထားရပါတယ်။အဲ့ဒီအချိန်မှာပဲဆွန့်ချွန်တို့လည်းရောက်လာကြပြီးဆွန့်ချွန်ကတော့သူအနံကျင်းတဲ့ဖွဲကလည်းနှုတ်ထွက်လိုက်ပြီးဖြစ်ကြောင်းချွဲဝင်တို့ကိုပြောကထွက်သွားပါတယ်။အတီးခံလာရတဲ့ဂျီရောကတော့သူတို့စီနေရနန်ဆွတ်ရှစ်စီသွားတွေ့ပါတယ်။နန်ဆွတ်ရှစ်ကတော့ဒရန်ကိုအဆက်မပြတ်တီးနေပြီးဟောဆောင်ဦးကတော့ထိုင်နေခဲ့ပါတယ်။ဂျီရောကလည်းသူ့ကိုအနံယူခဲ့တဲ့ဤကွင်းကိုနန်ဆွတ်ရှစ်တို့ထံသွားတိုင်ပါတော့တယ်။နောက် နေ့မှာတော့ရံပွဲကြောင့်နဲ့ခြေတော့နာလာသူအီကွင်းကိုနန်ဆော့ရှစ်ကပြေးကူပါတယ်။ကျောင်းရဲ့စေပေကန်းကိုသွားဖို့ခေါ်ပေမဲ့အီကွင်းကညှင်းလိုက်တာကြောင့်အခန်းထဲထိလိုက်ဖို့မယ်ဆိုကတွဲခေါ်လာခဲ့ပါတယ်။အားဒီချိန်မှာပဲဆရာနဲ့တို့ပြီးနန်ဆော့ရှစ်ကိုရုံးကန်းကိုမလာတာကြောင့်ဆူပါတယ်။နန်ဆော့ရှစ်ဟာတတိယနှစ်မှာအနိုင်ကျင့်နေကြကြောင်းသားဖြစ်ပြီးကျောင်းစီကန်းကိုလည်းချိုးဖောက်နေရကြောင်းရုံးကန်းကိုခေါ်ထားခဲ့တာပါ။ဆော့ရှစ်ကတော့သူလာခဲ့ရမယ်ဆိုကဆရာကိုတက်ကြွသွားပြောပြီးအီကွင်းကိုအခန်းထိလိုက်ဖို့ပါတယ်။နောက်ပြီးတော့သူကဆင်းရဲသားမှုဖနက်တောင်မဝင်နိုင်တာကြောင့်မို့ဖို့ပေးဆိုကလမ်းကြုံငွေညှစ်ပြန်ပါတယ်။အီကွင်းကလည်းစိတ်ထဲမှာအဆင်မပြေပေမဲ့1000ကိုထုတ်ပေးလိုက်တာကြောင့် ောင်နန်းသွက်ရှင်လည်းပြန်ထွက်သွားပါတော့တယ် ူရှင်မှာတော့ဤကွင်းဟာရန်ဖြစ်ခဲ့တာတွေကိုပဲပြန်မြင်နေရပါတယ်။ချူရှင်ဆရာကလည်းစာမွေးပွဲမှာ64မှတ်ရခဲ့တဲ့ဤကွင်းကိုစာကြိုးစားဖို့ရာတက်မှန်ဖိအားပေးပါတယ်။ချူရှင်ဆင်းတဲ့အချိန်မှာတော့နန်ဆော့ရှိတို့အဖွဲ့ကကြိုးရောက်နေကြပြီးဤကွင်းကိုလာဆောင်နေကြပါတယ်။သူတို့အဖွဲ့တွေကကောင်းတွေကိုတကောင်ချင်းရှင်းနေတာမို့နန်ဆော့ရှိကလာတွေ့တာပါ။ဤကွင်းကတော့ဒီနေရာမှာပဲရန်ပွဲကိုစားဖို့ပြင်လိုက်ပေမဲ့သူကလာကြည့်တာကဖြစ်ကြောင်းပြန်ပြောပါတယ်။သူနဲ့သာရန်ဖြစ်မယ်ဆိုရင်အင်းကိုလမ်းလျှောက်ပြန်နိုင်မှာမဟုတ်ဘူးဆိုကနန်ဆော့ရှိကရန်ဆပါတယ်။အခြေအနေတွေကတင်းမာနေတဲ့အချိန်မှာပဲအဖေပြစ်သူကရောက်လာပြီးပြန်ဖို့ခေါ်ပါတယ်။ဒါကြောင့်ပဲရန်ပွဲကမစ ားလိုက်ခင်မှာပဲပြီးဆုံးသွားခဲ့ပါတယ်ဖြစ်သူကတော့ကျောင်းကလူတွေသာဖြစ်ပြီးသူနဲ့မသိဘူးလို့သာဤကွင်းကပြန်ဖြေပါတယ်အဖေကတော့လောကမှာအင်အားဆိုတာနှစ်မျိုးရှိပြီးရေရှည်အင်အားနဲ့ရေတိုအင်အားဆိုပြီးရှင်းပြပါတယ်ရေတိုအင်အားကြီးတာကိုတာယာနေမယ်ဆိုရင်ရေရှည်မှာတိုင်ပတ်နိုင်တယ်ဆိုပြီးထပ်မံရှင်းပြပြန်ပါတယ်အဲဒီနောက်မှာတော့အနောက်တိုင်းအင်ကြီးဆိုင်တစ်ခုကိုသွားကြပြီးအဖိုးစီကိုသွားဖို့ရာအင်ကြီးလာချုပ်ကြပါတယ်ဒီဇိုင်နာကလည်းအတိတ်တယောက်ဖြစ်နေတာမို့တာကျောင်းမှာကျောင်းနဲ့အတူအကိုဖြစ်သူရဲ့အကြောင်းကိုပါမေးလိုက်ပါတယ်တေဆုံးသွားပြီဖြစ်တဲ့အကိုဖြစ်သူကိုမေးနေတာမို့တာဖနဲ့ရလုံးလဲစွန့်အနေပေမဲ့အဆင်ပြေပါတယ်လို့သာလိန်ပြောလိုက်ရပါတယ်နောက်တစ်နေ့မှာ တော့ကျောင်းရောက်လာသူအီကွင်းဟာနန်ဆွန်ရှိတို့ကိုတွားတီးမယ်လို့နေတာမို့ယွင်းကြီးကတားနေရပြန်ပါတယ်။မနေ့တုန်းကမှရန်ဖြစ်လာတာမို့ခြေထောက်နာနေတာကြောင့်ဒီချိန်မှာရန်သွားဖြစ်မယ်ဆိုရင်လည်းမင်းမဲခံရမယ်ဆိုကသတိပေးနေရပါတယ်။သူတို့အခန်းရှိမှာတော့နန်ဆွန်ရှိနဲ့ဟောဆောင်ဦးတို့ကရောက်နေကြပြီးစကားပြောဖို့ရှိတယ်ဆိုကအခန်းထဲကိုဝင်ခိုင်းပါတယ်။အခန်းထဲမှာတော့အီကွင်းရဲ့စာသင်ခုပေါ်မှာကာယခွတ်တိုင်ပြီးနန်ဆွန်ရှိကကိုလာတောက်နေခဲ့ပါတယ်။ဟောဆောင်ဦးကတော့သူ့ရဲ့ဝတ်မှန်လေးကိုယူကင်နေရမို့အီကွင်းကထားရက်ပေမဲ့နန်ဆွန်ရှိကတော့တားလိုက်ပါတယ်။အခုလိုပစ္စည်းတွေကိုစိတ်မဝင်စားပဲသူတို့အနိုင်ကျင့်တဲ့အဖွဲ့တွေကိုဝင်ဖို့ရအတွက်အီကွင်းကိုခေါ်ပါတယ်။အီကွင်းကတော့ဘလို့ပဲ ကားအလှတွေပြောနေပေမဲ့လူမိုက်တွေလှုပ်ပဲမို့စိတ်မဝင်စားတဲ့ကြောင်းငင်းလိုက်ပါတယ်။ဒါကြောင့်နန်ဆွန်းရှစ်ကလည်းတူတောက်လက်စကိုလာတွေနဲ့အီကွင်းရဲ့အပေါ်ကိုလောင်းချလိုက်ပါတယ်။နောက်ပြီးတော့ပြန်ကန်နီးမှာတော့ဘူးကွန်နဲ့ကောင်းကိုကောက်ထုတ်ခဲ့တာမို့အီကွင်းကလည်းရန်ဖြစ်ဖို့ပြင်ပါတယ်။ဒါပေမဲ့ယွန်ဂီကတော့တားလိုက်ပြီးစာတင်ကန်ထဲမှာဖြစ်တာမို့ဆရာတွေပါပါလာနိုင်တာကတကြောင်ခြေထောက်နာနေတာကတကြောင်မို့ရန်မဖြစ်ဖို့ထပ်မံတားလိုက်ပါတယ်။ဒီလိုနဲ့ကြောင်းပေးရမှာတော့အီကွင်းတို့အဖိုးဖြစ်သူစီကိုအလဲသွားကြပါတယ်။အဖိုးရဲ့မွေးနေ့ပွဲဖြစ်တာမို့ဆုတောင်းပေးကြပြီးမြေဖြစ်သူအီကွင်းကိုသာဂရုစိုက်နေပါတယ်။နောက်ပြီးတော့နေ့လယ်စာစားချိန်မှာတော့အတော်ဖြစ်သူတွေဟာသူတို့ရဲ့စီးပွားရေးလုပ်ငန်းအကြောင်းတွေ ဲ့ဖခင်ဖြစ်သူကအားလုံးကိုခြေတယ်နေတဲ့အကြောင်းတွေကိုပြောနေကြပါတယ်ဖိုးဖြစ်သူကတော့သူ့ရဲ့မြေအီကွင်းကိုသာစိတ်ဝင်စားနေပြီးအကြောင်းအသင်းမှာအဆင်ပြေလားဆိုတာမေးလာပါတယ်ကျောင်းအဟောင်းကပြိုင်ဆိုင်မှုများတယ်ဆိုတဲ့အကြောင်းပြချက်နဲ့အစင်းနေတဲ့အကြောင်းကိုပြောင်းခဲ့တာမို့သူ့အဖိုးကဘဝင်မကြတာပါဒါကြောင့်ပဲမိဘတွေကိုစိတ်တုန်နေခဲ့ပြီးအားမလို့အားမရတွေလည်းဖြစ်နေခဲ့ပါတယ်အီကွင်းကိုလည်းနှစ်ယောက်တည်းခေါ်သွားကရက်တွေတောက်ခိုင်းပါတယ်အီကွင်းကတော့အသက်မပြည့်သေးတာမို့ညင်းပေမဲ့ယောက်ျားဆိုတာတန်မာရမယ်ဆိုပြီးအသင်းတောက်ခိုင်းပါတယ်ဒါကြောင့်ပဲမလွန်ဆန်နိုင်တဲ့အီကွင်းကလည်းတစ်ခွက်မောလိုက်ရပါတယ်နောက်ပြီးတော့အကြောင်းအစ်စ်ကမကောင်းတာမို့အကြောင်းဟောင်းစီပြန်ပြောင်းမှုရာပြောလာပြန်ပါတယ် ဤကွင်းကတော့ငင်းလိုက်ပြီးသူဆင်ပြေတဲ့အကြောင်းပြန်ပြောပါတယ်အဖိုးကတော့မင်းကမင်းအဖေလိုပဲခေါင်းမကြောင်းနဲ့အဖေဖြစ်သူဟာဘာတော့မှမအောင်မြင်ခဲ့တဲ့အကြောင်းတွေကိုဒေါသတကြီးနဲ့ပြန်ပြောလာပြန်ပါတယ်သူသာမရှိဘူးဆိုရင်မင်းအဖေဟာဘာမှလုပ်တတ်မှာမဟုတ်ဘူးဆိုကအဖေဖြစ်သူကိုနှိမ့်ချပြောကြပြန်ပါတယ်မိသားစုပြဿနာတွေနဲ့ဖခင်ရဲ့ဖိအားတွေအောက်မှာတည်ကျင်းစွာနန်နေတဲ့ဤကွင်းဟာအဖိုးဖြစ်သူရဲ့အတ္တတွေကိုပါထိတွေ့လိုက်ရပါတယ်အရက်တစ်ခွက်စောက်ထားတဲ့အပြင်စိတ်တွေကလည်းအဆင်မပြေတာမို့အမှန်ထဲမှာသူ့ရဲ့အကိုဖြစ်သူကိုတွေ့လိုက်မိပါတယ်အကိုဖြစ်သူတန်းကိုတရွရွသွားနေရင်မူးနေတဲ့ဤကွင်းဟာယခုကနေကိုပြုတ်ကြကရင်းနှစ်ပါတော့တယ်ဒါကြောင့်ပဲအဖေဖြစ်သူက ိုယ်တိုင်ဆင့်ကဲပေးလိုက်ရပါတယ်။အမေဖြစ်သူကတော့ကလေးကိုရက်တိုက်ခဲ့တဲ့ရောက်ခတိကိုရန်တွေ့ပါတယ်။အဖိုးကလည်းကို့မိသားစုကိုနိုင်အောင်မထိန်နိုင်တဲ့အဖေဖြစ်သူကိုစူပူရင်းနဲ့ကျောင်းမနိုင်ချင်နေတဲ့ကောင်းတွေနဲ့ပါတူနေပါတော့တယ်။အဖေဖြစ်သူဟာလည်းအဖိုးကိုကြောက်ရတာမို့မိသားစုကိုတော့မကာကွယ်နိုင်ပဲနှုတ်ဆက်နေခဲ့ရပါတယ်။နောက်တစ်နေ့မှာတော့ကြောက်ရောက်လာသူဤကွင်းဟာရှက်စိတ်ဒေါသစိတ်တွေနဲ့ဖိအားတွေကြောင့်ပဲနန်းစွန့်ရှစ်စီကိုလိုက်လာပါတယ်။ထုံးစံတိုင်းပြောင်းချောချောနေတဲ့နန်းစွန့်ရှစ်ကတော့သူတို့အဖွဲ့တွေကိုဝင်ဖို့လာဆိုကစီးမိပါတယ်။နောက်ပြီးတော့သူတောက်လက်ဆကိုလာဘူးလေးကိုလည်းတိုက်လိုက်ခါမျက်နှာပြောင်းနေပါတယ်။ဤကွင်းကလည်းထိုးအေးဘူးကိုဆွဲယူရင်သူ့ကိုလောင်းခဲ့တယ်လို့ ကောင်းပေါ်ကနေလောင်းချလိုက်ပါတယ်။အခန်းထဲထိလာပြီးဂျူနီယာတယောက်ကလာဖျဲနေတာမို့ရှက်လာတဲ့နန်းစွန်းချစ်ကလည်းဒီတိုင်းပဲအော်ရရင်နဲ့ထွက်သွားမယ်လို့မှဘိုးဘုံနဲ့ပါပေါက်ခံရပါတယ်။အချိန်မှပဲဆရာကဝင်လာပြီးအခန်းထဲမှာကိုလာတွေပြင်ရရုပ်တက်တက်ဖြစ်နေတဲ့အခြေအနေကိုမေးပါတယ်။နန်းစွန်းချစ်ကတော့ဂျူနီယာတယောက်ကဆာလာမေးတယ်လို့သာပြန်ဖြေရင်ပျော်ချော်ချော်နဲ့ပဲဒီကိစ္စကိုဖြေရှင်းနိုင်လိုက်ပါတယ်။ဧကွင်းကိုတော့မုတ်ဆာနာချိန်မှာတီဝမ်ခန်းကိုလာဖို့ပြောရင်ဒီတိုင်းလွတ်ပေးလိုက်ပါတယ်။တီဝမ်ခန်းကိုရောက်လာတဲ့အခါမှာတော့သူကျူးပစ်ဆက်အုံးမှာမို့ခနဆောင်အုံးဆိုကနန်းစွန်းချစ်ကဆိုလာပါတယ်။ကျူးပစ်ဆက်ပြီးတာနဲ့နှာခေါင်းသားကတိုက်ခိုက်ကြပြီးလက်ရည်မျှနေတာမို့အပြန်အလှန် မှာပဲ။ဧကွန်ရဲ့ဟာကွက်တစ်ခုမှာတော့ပိုသွက်လက်တဲ့နန်ဆွန်ချက်ကပဲလက်ဘင်းကိုအမိရညှက်ထားနိုင်လိုက်ပါတယ်။လက်ဘင်းညှက်ခံရတာဟာရိုးနေပြီဆိုပေမဲ့ရန်သူကမနာတဲ့ညှက်ကစာနာစိတ်ကင်းမဲ့နေတာမို့ဧကွန်ရဲ့တောက်တော့သတိမေ့သွားခဲ့ရပါတယ်။အသက်ရှိသေးရလားဆိုကစိုးရိမ်နေပေမဲ့သူ့ရဲ့လက်ဆကို तू တိတာမို့နန်ဆွန်ချက်ကတော့ပြန်တတိရလာမှာပါလို့သာပြောလိုက်ပါတယ်။ဒီနေရာလေးမှာပဲအပိုင်း၃ကပြပြီးမို့အပိုင်းလေးကိုဆက်လက်ဆောင်မြော်ပေးပါ အရင်တစ်ပိုင်းမှာလေပင်းညက်ခံလိုက်ရတဲ့ဤကရင်ကတော့သတိမေ့သွားခဲ့ပါတယ်။ဒါကြောင့်နန်ဆွတ်ရှစ်ကလည်းတကောင်ကျသွားပြီမို့နောက်တစ်ကောင်ကိုပြင်မှတ်ထားလာပါတယ်။ယွန်းကီကိုစင်ခေါ်ပြီးရံပွဲတဲကိုဝင်ဖို့ပြောလာပြန်ပါတယ်။ယွန်းကီကတော့သူကငကြောက်ဆိုပေမဲ့လည်းအရှက်ရစရာမျိုးတွေကိုတော့နည်းနည်းမုန်းတာမို့ရံပွဲတဲကိုဝင်ဖို့ပြင်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲဤကရင်ကသတိပြန်ရလာပါတော့တယ်။ပြန်ထွက်လာတဲ့ဤကရင်ကတော့သူ့ကိုလေပင်းထက်ညစ်မယ်ဆိုရင်တကယ်တက်ပြစ်မယ်လို့ပြောကရံပွဲပြန်စားပါတယ်။ဒီတစ်ခေါက်မှာတော့တယောက်ကိုတယောက်အမားရှာရင်းနဲ့ပဲနောက်တစ်ချိန်လေပင်းညက်ခံရပြန်ပါတယ်။အခုခါမှာတော့နည်းနည်းလောက်မှမဟပါပဲအပေါ်ကနေတက်ညစ်နေပြီးလေပင်းညက်ရင် ကယ်တက်မှလာဆိုကမျက်နှာပြောင်းနေပါတယ်နောက်ဆုံးမှာတော့ဤကွန်းကလည်းအားကုန်ပြန်ယုံရင်းနဲ့သူ့တက်ခွက်ကိုပြန်ကော်ပီနိုင်လိုက်တာမို့အပေါ်ကနေရောက်သွားပြန်ပါတယ်သူ့အလှဲ့တုံးကနည်းနည်းမှမညာခဲ့တဲ့နန်ဆွေးရှိကိုလည်းအပေါ်ကနေတက်ဖိကဒလဆက်ထိုးပါတော့တယ်သူတို့လူထိုးခံနေရပြီမို့ဝင်ပါဖို့လုပ်နေတဲ့ဟောဆောင်ဦးကိုတော့ယုံကြည်ကတစ်ချက်ကန်ရင်းနဲ့တားလိုက်ပါတယ်ဒီကြောင့်မှအင်အားကြီးလုံးကနှစ်ကောင်ကျန်တာမို့ဒီတကောင်ကိုတော့ငါရှင်းလိုက်မယ်ဆိုကယုံကြည်ကရံပွဲတဲကိုဝင်လာခဲ့ပါတယ်ဒါကြောင့်အထိနာထားတဲ့နန်ဆွေးရှိကလည်းသူတို့ခဏနာပြီးယုံကြည်တို့ပွဲကိုကြည့်ရအောင်ဆိုကဘေးကိုထွက်သွားပါတယ်ဒီလိုနဲ့ရံပွဲစကြပြီးယုံကြည်ကလည်းခေသူတယောက်မဟုတ်ပဲဟောဆောင်ဦးကိုရှင်းထိုးပြနေပါတယ် ယ်တတိယနှစ်ကစီနီယာဆိုတဲ့ကောင်ကိုအသာစီးထိုးပြနေပြီးပို့ပါတဲ့တိုက်ကွက်တွေကြောင့်ဟောဆောင်တယောက်လည်းထိမှလာပါတယ်နောက်ဆုံးတိုက်ကွက်အနေနဲ့မူနီပြီဖြစ်တဲ့ဟောဆောင်ကိုဖန်ဆားပစ်ဆိုကတပတ်လက်ကန်ရင်ရံပွဲကိုအနိုင်ယူပြလိုက်ပါတယ်စီနီယာဖြစ်ပြီးရှုံးခဲ့ရတဲ့ဟောဆောင်ကိုလည်းနန်ဆွတ်ရှစ်ကအော်ကြီးလိုက်ပြီးအီကယွန်းနဲ့နောက်တစ်ကြိမ်တိုက်ပွဲဆားပါတယ်ချုပ်ကွက်တစ်ခုတည်းကိုပဲအသုံးပြတတ်သူနန်ဆွတ်ရှစ်ကတော့သူ့ချုံနိုင်ဖို့ရာကိုပဲချောင်းနေပါတယ်ဒီလိုနဲ့ချုပ်ကွက်မိသွားတဲ့ခါမှာတော့အီကယွန်းရဲ့ရံပတ်ပုံကိုတတ်ထိုင်ကချုပ်ကွက်နဲ့ပဲအနိုင်ယူဖို့ပြင်ပါတယ်သူ့ချုပ်ကွက်နဲ့ပါအီကယွန်းရဲ့လက်တစ်ဖက်ကိုချိုးချပစ်လိုက်ပါတယ်ဒါကြောင့်အထိနာသွားတဲ့အီကယွန်းကလည်းအားကုန်ရု ုံးထားပြီးသူ့ကိုဇောက်ထိုးချုပ်ထားတဲ့နန်းစွန်းရှိရဲ့မျက်နှာကိုတက်နှင်းပစ်လိုက်ပါတယ်ဒီလိုနဲ့ချုပ်ကွက်ကနေလွတ်လာတဲ့ဤကွင်းကလည်းယုံမိပြောတဲ့အတိုင်းဖန်စားပစ်ဆိုကတပတ်လက်ကံပစ်လိုက်ပါတယ်နောက်ပြီးတော့သူ့ကိုအကြင်ကြင်လဲပင်းညက်ခဲ့တဲ့နန်းစွန်းရှိကိုလည်းတတိမိတ်တီထိလဲပင်းညက်ကရံပွဲကိုအနိုင်ယူပြလိုက်ပါတယ်နောက်ဆွဲကောင်တွေကိုလည်းကျောင်းမှာလူမိုင်းမလို့ဖို့ပြောရင်ထွက်သွားပါတယ်တစ်ဖက်ကမိခင်ကတော့တာကြီးတိတ်ဆုံးသွားတာကြောင့်စိတ်ရောက်ခါကုဆရာဝန်နဲ့တိုင်ပင်ကုတနေရပါတယ်ပြဿနာကိုရင်ဆိုင်ကြည့်ဆိုတဲ့ဆရာဝန်ရဲ့စကားကြောင့်မဝင်နာကြပြီဖြစ်တဲ့တာကြီးရဲ့အခန်းထဲကိုဝင်ကြည့်နေမိပါတယ် ယူကီကတော့တကြောင်လုံးကိုတင်ပိုက်နိုင်လိုက်ပြီမို့အပျော်ကြီးပျော်နေပါတယ်။ကျောင်းမှာလည်းလူမိုက်ကောင်တွေကိုအနိုင်ယူပြီးပြီမို့အီကွင်းကိုလည်းစာကိုအေးသေးလုပ်ဖို့ရာပြောနေပါတယ်။အီကွင်းကတော့ကျူရှင်ချင်းတွေမှာစာကိုစိတ်မပါပဲရံမွေးတွေစီကိုပဲအာရုံရောက်နေတတ်ပါတယ်။ဒါကြောင့်ပဲကျူရှင်ဆရာကလည်းစာကိုစိတ်ဝင်စားတဲ့အီကွင်းကိုလာကြည့်တော့ဘာပု္ပ္ပာမှတွတ်မထားပါဘူး။အိမ်မှာဖားခင်ဖြစ်သူကစူတလို့ခေါင်းကိုလက်ညှိုးနဲ့ထိုးကစူငေါက်ပါတယ်။အီကွင်းကတော့တောင်းပန်ပါလေလို့ပြောပေမဲ့စာကိုစိတ်ဝင်စားရင်ထွက်သွားဆိုကဆရာကမောင်းထုတ်ပါတယ်။အမှန်ပဲစာကိုစိတ်ဝင်စားတဲ့အီကွင်းကလည်းကျူရှင်ကနေထွက်လာလိုက်ပါတယ်။ဖေးဖြစ်သူကလည်းကျူရှင်ကနေထွက်လာတဲ့အီကွင်းကိုထပ်မံစူ ပူပါတယ်။ဧကရင်ကတော့အခုနောက်ပိုင်းမှာအမှတ်တွေတက်လာပြီမို့ကျူရှင်မလို့ပဲကို့ဘာသာစာလုပ်မယ်ဆိုတာပြောကြည့်ပါတယ်။အဖေဖြစ်သူကတော့ကျူရှင်ဆရာကိုသာတောင်းပန်လိုက်ဖို့နဲ့ကျူရှင်တက်မှာအမှတ်ကောင်းမယ်ဆိုတာဒလဆက်ဆူနေပါတော့တယ်။စိတ်တွေမွန်းကျက်လာတဲ့ဧကရင်ကလည်းတောင်းပန်လိုက်ပါမယ်လို့သာကတိပေးလိုက်ရပါတယ်။အဖေထွက်သွားပြီးတာနဲ့စက္ကန့်ပိုင်းလောက်ပဲဖြစ်ဖြစ်လွံ့မြောက်မှုကိုရနိုင်မယ်ခရသာသေးခြင်းမှာသူ့ကိုယ်သူမြုံနှံပြလိုက်ပါတယ်။ကျောင်းပေးရမှာတော့ယွန်းကြီးကခေါ်တာမို့တွားတွေ့ပါတယ်။ရန်ဖြစ်ရတာကိုအရသာတွေ့လာတဲ့ဧကရင်ကတော့နန်ဆက်ရှိတို့ကရန်စားလာလားဆိုတာမေးလာပါတယ်။ယွန်းကြီးကသူခေါ်တွေ့တာအကိစ္စမဟုတ်ပဲတခြားကြောင်ကမကောင်းတဲ့ကောင်တွေကိုပါဆုံးမဖို့ဆိုတာပြောလာပါ ါတယ်ပထမဆုံးတစ်ယောက်ကတော့စောင်းမွန်ထက်တန်းကျောင်းကဒုတိယနှစ်ဂင်နန်ရော့ဆိုသူပါအဖေဖြစ်သူကဆရာဝန်တစ်ယောက်ဖြစ်ပေမဲ့တားကတော့ဘူလီကောင်ပါကျောင်းမှာစားတော့ပေမဲ့အပြစ်မရှိတဲ့ကျောင်းသားတွေကိုသူစိတ်ပျော်ဖို့ရအတွက်နှိမ့်ဆက်တတ်ပါတယ်ဒါကြောင့်မဲဂင်နန်ရော့ကိုသွားဆုံးမမလားဆိုကယွန်းကီကမေးပါတယ်ဤကယွန်းကပြတ်မဖြစ်ခင်မှာပဲအဖေဖြစ်သူစီကဖုံးဝင်လာတာမို့ကိုင်မဲလုံးမှာယွန်းကီကလူယူလိုက်ပါတယ် နောက်ပြီးတော့အဖေခိုင်းတာတွေကိုလုံးမနေပဲသူနဲ့တူတူဒီကိစ္စကိုရှင်းဖို့ရာပြောပါတယ်။ဒါပေမဲ့အဖေကိုကြောက်ရတဲ့ဤကွင်းကတော့ဖုံးပြန်မပေးတဲ့ယွန်းကြီးကိုပါထားဖို့မလို့အခြေအနေတွေကတင်းမာလာပါတော့တယ်။ဒါကြောင့်ယွန်းကြီးလည်းဤကွင်းကအဖေကိုကြောက်ရတာမို့ဒီတိုင်းသာနေလိုက်ဆိုပြီးဖုံးကိုပြန်ပေးလိုက်ပါတယ်။ဤကွင်းထွက်သွားမယ်လို့မှတော့ကျောင်းမနိုင်ကျင်းခံကျောင်းသားတယောက်ကကျေးဇူးတင်ကြအောင်လာပြောပါတယ်။ယွန်းကြီးကတော့ဒီကောင်ကမင်းတို့အတွက်လှုပ်ပေးနေတာမဟုတ်ပဲသူ့အတွက်တူလှုပ်နေတာမို့ကျေးဇူးမတင်နဲ့လို့သာပြောလိုက်ပါတယ်။အဖေဖြစ်သူကတော့ဖုံးပေးလိုက်တဲ့ပိတ်စာကြောင့်ညစာစာပွဲတစ်ခုကိုဤကွင်းကိုခေါ်လာခဲ့ပါတယ်။ဆရာဝန်နဲ့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့စေယုံပိုင်းရှင်တွေစတဲ့လူက ခုံတန်တွေအပြင်သူတို့ရဲ့တာသမီတွေနဲ့ပါမိတ်ဆက်ပေးပါတယ်။ပမောခဆိုသူရဲ့တာကတော့ဘူလီကောင်ခင်နယ်ရော့ဖြစ်နေပြီးမှု့ထိုင်နဲ့တင်နေတဲ့အပြင်ဆာဘာတော်တဲ့အကြောင်းတွေကိုတခန့်တနာချီးကျူးနေပါတယ်။ဤကွင်းကလည်းယွန်းကြီးပြထားတဲ့ဗီဒီယိုကြောင့်ခင်နယ်ရော့ကိုသတိရသွားပါတယ်။အဖေဖြစ်သူကမတန်ဆန်းနေတဲ့ application တည်ထွင်နေတယ်လို့ပါအလားပါတလားပါတွေပြောနေပါတယ်။ဤကွင်းကတော့ခင်နယ်ရော့နိုင်ကျင်းခဲ့တဲ့ចောင်းသားတွေကဘာဖြစ်နေပြီလဲဆိုတာရုတ်တရက်ထားမိပါတယ်။ပြီးတော့ចောင်းတော်အကြဖတ်မှုတွေမှာပါပါဝင်နေတဲ့ခင်နယ်ရော့ကိုလည်းတက်တဲ့အတိအကျရှိတယ်ဆိုတာလူဆောင်တုံးမှာထုတ်ဖြေပါတယ်။ခင်နယ်ရော့ရဲ့အဖေကတော့သူ့တာမလုပ်ခဲ့တဲ့ကောလာဟာလာတွေဆိုပြီးဖုံး ဖိကပြောနေရပါတယ်။ဤကရင်ကလည်းဒလဆက်ဘူးလီကောင်ကိုဖိအားပေးပြီးမေးမြန်းနေတာမို့အဖေဖြစ်သူကပဲဆွဲခေါ်သွားရပါတယ်။အောင်မြင်နေတဲ့သူတွေမှာအခုလိုကောလာဟာလာတွေရှိတာမို့ခင်တန်ရော့ကိုတောင်းပန်ဖို့ရာအဖေဖြစ်သူကပြောလာပါတယ်။ဤကရင်ကတော့ကောလာဟာလာမဟုတ်ပဲဗီဒီယိုတက်တွေပါရှိတာမို့မတောင်းပန်နိုင်ကြောင်းရှင်းပြပါတယ်။ဒါပေမဲ့အဖေဖြစ်သူကတော့သူ့ရဲ့စီးပွားရေးအဖိုးဖြစ်သူရဲ့ဩဇာအာဏာကြောင့်မကောင်းတဲ့ကောင်ဆိုရင်တော့တောင်းပန်လိုက်ဆိုကဖိအားပေးလာပါတယ်။ ဒါကြောင့်ဤကွင်းကလည်းသူ့ကိုသူ့အကိုလိုတေးသေးချင်လာလားဆိုကဖခင်ရှိုက်ထိစေမဲ့စကားကိုရွေးပြောလိုက်ပါတယ်။ဒါကြောင့်အရှိုက်ထိသွားတဲ့အဖေဖြစ်သူကလည်းပါရိုက်လိုက်မိတာကြောင့်ထိုးပွဲကိုမတက်တော့ဘဲဤကွင်းကပြန်လာခဲ့ပါတယ်။မိုးရွာထဲမှာဘာလို့ရမှန်းမသိတဲ့ဤကွင်းကတော့ယွန်းကြီးစီကိုသာထွက်သွားပြီးသူတို့ဂင်နန်ယောက်ကိုကျုံးမယ်ဆိုကသဘောတူလိုက်ပါတယ်။တစ်ဖက်ကဂင်နန်ယောက်ကတော့သူ့ကြောင့်မှအားနေတဲ့ចောင်းသားတွေကိုအចောင်းပြချက်မရှိဘဲလိုက်နိုင်ကျင်ပါတယ်။သူ့ကြောင့်နဲ့တက်တဲ့ဘိုးထိပါလောက်ခဲ့တဲ့ចောင်းသားတွေပါရှိပြီးစောင်းမွန်ចောင်းမှထင်တိုင်းကျဲနေခဲ့တာပါ။ညရောက်ရင်တော့ကိုတော်ဟောင်းတစ်ခုတည်းကိုနိုင်ကျင်ကចောင်းသားကိုခေါ်ကအဖွဲလိုက်ထိုးနှက်တတ်ပါတယ်။မွေးထိုင် အကသာသမားမှုလက်တီထိုးချင်းနေတဲ့ဆိုကဘူလီလောက်ပါတယ်။အဲ့ဒီချိန်မှာပဲကိုတောင်စီကိုအီကွရွနဲ့ယွန်းကီလိုနှကောင်ကမျက်နှာဖုံးဆွပြီးတော့ရောက်လာကြပါတယ်။ကိုတောင်မှာစီနီယာခင်နယောက်ရှိပါသလားဆိုတဲ့မေးခွန်းနဲ့အတူခင်နယောက်ကိုဆုံးမဖို့ရအတွက်ပြင်ဆင်လိုက်ကြပါတယ်။ဒီနေရာလေးမှာပဲအပိုင်းလေးက ပြီးဆုံးသွားပါတယ်။